ဟယ်လိုသင်ငယ်များအားလုံးမင်္ဂလာပါဗျ။အဲကျွန်တော်အခုတင်မယ့်ဗီဒီယိုကလေးကမနေ့ကတင်ထားတဲ့နေကြာပိုင်းရိုင်းလေးတွေရှိတဲ့နေရာကိုသွားတဲ့လမ်းလေးကိုရိုက်ပြထားပါဗောနော်။ဒါလမ်းလေးမေးထားတဲ့သင်ငယ်ချင်းတွေအတွက်တင်ပြခြင်းဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်ဒီမန္တလေးလာရှိုးလမ်းမအတိုင်းဗောနော်။ဘူးကြီးအကြောင်းနဲ့ပလဲဖြူဆွေတာဆိုင်ရဲ့ကြားထဲမှာစောင်းတဲ့သင်လမ်းရှိတယ်ဗျ။ ျွန်တော်တို့အဒီလန်းအတိုင်းအရှိကိုဝင်သွားလို့ရှင်ဈေးဆိုင်လေးနဲ့လမ်းနှစ်ခွာကိုတွေးပါမယ်ဗျအဒီလန်းကိုတွေးလို့ရှင်လမ်းရဲ့ဘယ်ဘက်ကိုဘယ်ဘက်လမ်းကိုလိုက်ရမှာပေါ့နော်အဒီကနေရှင်းနာနည်းနည်းလေးဆက်သွားပြီလို့ရှင်ခုကျွန်တော်တို့ပန်းနေရှိတဲ့အဲအဒီလမ်းကိုခြိုးတယ်လမ်းပေါ့နော်အဲအဒီဘယ်ဘက်ကိုကွေးလိုက် အဲ့ဒီကနေကျွန်တော်တို့ရှေ့တလန်းကျော်မောင်းလိုက်လို့ရှင်ပန်းနေရှိတဲ့နေရာကိုရောက်ပြီပေါ့နော်ဟုတ်ကဲ့ဒီနေရာလေးကတော့ကျွန်တော်မနေ့ကဗီဒီယိုလေးရိုက်ခဲ့တဲ့နေရာပါအဲဒီနေရာမှာတပ်ပုံရိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့အာလူကအဝေးမှာရက်နေပြီးတော့အာဆွန်ဆွဲပြီးရရင်ပို့ပြီးတော့လှတယ်ဗျာ ါဒါကတော့ကျွန်တော်တို့နောက်ထပ်တနေရာပါအဲအဲ့ဒီနေရာတော့အဲသူများတွေအလုံးလုံးနေရာနောက်ရက်ဖြစ်မှာဆိုလို့ကျွန်တော်ရှင်းနာထီသွားမြိုက်ခဲ့တော့ဘောနော်ဒီလမ်းလေးမှာအဲ့ဒီအပင်လေးပန်းမင်လေးတွေကြားထဲကနေပြီးတော့ရှင်းနာကိုသွားရင်ဒီပန်းပန်းကြုံကြီးတွေရောက်တယ်ဘောနော်အဲအဲ့ဒီနေရာလည်းအရန်လှပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့တငယ်ချင်းတွေဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်အဖွဲလိုက်သွားပါတော့ဒီဘက်မှာလည်းလူမရှိဘူးဗျ။ မနေ့ကကျွန်တော်တို့သွားတဲ့အချိန်ကတော့ဟိုကျွန်တော်တို့လိုပဲမမွန်လေးတွေလာကြည့်တဲ့တငယ်ချင်းတွေရှိတော့၄50ယောက်ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ခုနလာခဲ့တဲ့လမ်းမှာဒီနေ့ကနေကြည့်မယ်ဆိုရင်လည်းရှုခင်းတွေအရန်လှတယ်ဗျာဒီပြင်းလွင်အိမ်တွေအဝေးမှာအရန်လှတယ်ရှုခင်းကြည့်လို့ကောင်းတယ်အဲအဲ့ဒီကနေကျွန်တော်ရှေ့တလန်းကိုပြန်သွားလို့ရှိရင်လည်းအဲဒီနားလေးမှာပုံရိုက်လို့ကောင်းတယ်ပေါ့နော်ဖြူရန်လှတယ် ီနေရာလေးရမ်းလာပါတယ်အဲဗီဒီယိုကရမ်းရှည်တော့ကျွန်တော်အမြန်ရစ်ထားတော့နည်းနည်းမျိုးမျက်စိနှောင်မယ်ဗျဒါကတော့ကျွန်တော်တို့ဟိုတောင်ကုန်းမော်ကအိမ်ယာတွေကိုရှိတဲ့အိမ်ယာတွေဒီသွားတဲ့လမ်းပေါ့နော်ဒီလမ်းလည်းလမ်းမကြီးပါအဲဒီရှည်နာမှာလည်းပုံရိုက်လို့ကောင်းတဲ့ လမ်းညာတစ်ခုရှိတယ်ဗောနော်ဒီနေရာလေးပါဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အပြန်လှမ်းပေါ့နော်ဒီခုနနေရာတွေကိုကျွန်တော်လမ်းချိုးတဲ့အတိုင်းမှသွားခြင်းလဲဒီလမ်းအကျေးအတိုင်းလာပြီးတော့မှဒီနေရာရမှချိုးလဲရပါတယ်ဗျဒါကတော့ကျွန်တော်ခုနကချိုးခဲ့တဲ့လမ်းပေါ့နော်ဟိုရှေ့ကဆိုင်ဘုတ်ကဒီဆိုင်ဘုတ်ကလေးပေါ့ ဒီနေရာတော့လမ်းကျဲပါတယ်အဲလမ်းကတော့အမှားတရားနေရာမရှိပါဘူးဒီတလမ်းမှာရှိရပါတော့ဟုတ်ကဲ့ဒီကနေပြီးတော့ကျွန်တော်တို့2မိနစ်3မိနစ်လောက်မောင်းမယ်ဆိုလို့ရှင်ကျွန်တော်တို့မန်လေးလရှိုးလမ်းမကြီးပေါ်ကိုပြန်ရောက်ပါ ပြီတကယ်ချင်းတို့လည်းဒီလောက်ဆိုသွားရမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်